လမကမ်းမှာရှိတဲ့ချမ်းရှင်းအိတ်ဆိုရှစ်ချမ်းရှင်းအိတ်ကအလွာနံပါတ်အထနံပါတ်6မှာနေတဲ့လူတွေကခုနှစ်ထပ်ကညသကောင်ကျော်လို့ရှိရင်နဲ့ဝုံဝုံတိုင်းတိုင်းနဲ့စပွဲတွေရွှေပစ္စည်းတွေရွှေကလထိုင်းတွေရွှေနဲ့သူတို့အိတ်လို့မရဘူးတဲ့ရဲကိုလှမ်းပြီးတော့ဖုံးဆက်တိုင်တော့လေအဲ့တက်ကြီးတော့လေဘာမှမရှိဘူးခုနှစ်လွာမှာက ကုမ္ပဏီတဦးကနေ့အခါမှာကွန်ပျူတာတို့ဘာတို့ရောင်းဖို့ဖွင့်ထားတာညသူမှမနေဘူးတခါပိတ်ထားတယ် အဲညသကောင်ကြော်ပြီဆိုလို့ရှိရင်ဝုံတိုင်းတိုင်းနဲ့6လောက်အားလူတွေအဲ့လိုမရဘူးအဲ့ဒါနဲ့ဘုန်းကြီးတို့စီလာပြီးတော့ပင့်လာပင့်တော့အဲ့ဒါညနေမှာအေးမင်းတို့ဝန်တန်းတွေပါတွေတဲကများတည်သွားတာတွေပါတွေရှိလားလို့ဆိုတော့လွန်ခဲ့တဲ့နှစ်လောက်ကတော့ကားသမားတယောက်ဆုံးသွားတာရှိတယ်ကွာအဲ့တော့သူကများလုံနေသလားမသိဘူးလို့မင်းတို့အဲ့တော့လုံးဝမှာကတော့တခုခုကိုလှူလှူပြီးတဲ့အခါဖိတ်ပြီးတော့အမြဝင်မယ်ပြီးပြီဆိုတော့မှပရိတ်ရွတ်မယ်လို့ပရိတ်အရင်ရွတ်လိုက်လို့မဖြစ်ဘူးလို့ ဘုန်းကြီးတို့၅ပါးကြွသွားပြီးတော့အဲ့ဒီခြံရှင်းအိတ်ကဲညတိုင်းကျတော့ချောင်းချောင်းကျက်ကျက်လှုပ်တဲ့လူတွေအကုန်လာပါလို့ဒီကောတရားလာနာလှဲ့ပါအမြတ်လာယူပါလို့ဆိုပြီးတော့လူတွေနဲ့တူတူဖိတ်ဖိတ်ပြီးတဲ့ကငါးပါးသီလတွေပေးတရားပါဟောဟောပြီးတဲ့အခါသူတို့ကိုအမြဝေးအမြဝေးပြီးတော့ဘုန်းကြီးပြောတယ်မင်းတို့ဒီမှာအမြယူပြီးလို့ဝမ်းမြောက်ဝမ်းသာဖြစ်ရင်တင့်တော်တဲ့နေရာမှာနေကြနောက်ထပ်ဒီမှာဆူဆူပူပူမလုံးကြနဲ့တော့ မမြင်ရပြီမပြောရတော့ပေါ့လေအမြတမ်းဝေပြီးတော့ပရိတ်ရွတ်လိုက်တာစံတအိတ်နဲ့သင်္ကန်းတစ်စုံလှူတာပေါ့အဲ့တော့အဲ့တော့ပရိတ်ရွတ်လိုက်တာနောက်ရက်ကလေးကစပြီးဘာသာမှမကြတော့ဘူးတဲ့ငြိမ်သွားတယ်။အေးတော်သေးတယ်ဟာ။အဲ့တော့ဘုန်းကြီးတို့အဲ့ဒီဆံကို တက်ကတူမှာဘုန်းကြီးတို့ဆုံးဝိုင်းမှာ၅ဘလောက်ပဲရှိတာ။တလလောက်စားရတဲ့အဲ့ဒီဆံဒါကိုတရေဆံလို့နာမည်ခေါ်။တရေအကျွေးတဲ့ဆံဆိုပြီးတော့